ရေရမိအနာဂတိကျမ်းအခန်းကြီး9အငယ်1မှ26ငါဤလူမျိုးတတုတမီနှင့်ဆိုင်သော အသေးကောင်များအတွက်ငါသည်ညဉ့်ညမပြတ်ငိုရမည်အကြောင်းငါဦးကောင်သည်ရေတက်တက်ငါမျက်စိတို့သည် မျက်ရည်ထွက်သောဆန်းဖြစ်ပါစေသောငါသည်ငါဤလူမျိုးကိုစွန့်၍ထွက်သွားနိုင်အောင်တိုး၌တဲစခန်းရှိပါစေသောအကြောင်းမူကား ထို့သူအပေါင်းတို့သည်သူမယားကိုပြစ်မာတော်သူတစ္ဆာပြက်သော အစီအဝေးဖြစ်ကြ၏သူတို့သည်မိမိတို့ရှာဒီဟုသော လေးကိုမုသာနှင့် တင်ကြ၏တစ္ဆာတရားကို အမိမပြုဘဲမြေကြီးပေါ်မှာလူကြီးဖြစ်ကြ၏အကယ်စင်စစ်သိုးသောအမှုအပေါ်မှာသိုးသော အမှုကိုထပ်၍ပြုကြ၏ငါကိုယ်လည်းမတိမမှတ်ကြဟုထာဝရဘုရားမိန့်တော်မူ၏ လူတိုင်းမိမိအပေါင်းအဖော်ကိုတတိပြုလို့မိမိညီအကိုကိုမယုံကြနဲ့ညီအကိုတိုင်းမိမိညီအကိုအရာကိုဆက်ဆက်လူယူမီအပေါင်းအဖော်ရှိသမျှတို့သည် သူ့အတ္တရီကိုဖျက်မြဲဖျက်ကြလိမ့်မည်အပေါင်းအဖော်ရှိသမျှတို့သည်တယောက်ကိုတယောက်လှည့်စားကြလိမ့်မည်သစ္စာစကားကိုမပြောဘဲမူတာစကားကိုပြောခြင်းကမိမိတို့ရှာကိုတုံ့တင်ကြပြီ မတရားသောအမှုကိုပြုသောအဖြစ်ကိုကိုကိုပင်ပန်းစေကြပြီတင်ဤနေရာသည်မုတာအရက်၌ရှိ၏အရက်သားတို့သည်မုတာကြောင့်ငါ့ကိုမတိလို့ဟုထာဝရဘုရားမိန်တော်မူ၏တို့ဖြစ်၍ကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန်တော်မူသည်ကငါသည်သူတို့ကိုအရေးကြို၍စုံစမ်းမည်တို့မဟုတ်ငါဤလူမျိုးတို့တမီး၌အဘယ်သို့ငါပြုရမည်နည်း သူတို့ရှာသည်သေစေတတ်သောများဖြစ်၏ပရိယေစကားကို ပြောတတ်၏အပေါင်းအဖော်ချင်းတို့သည်နှုတ်ဖြင့်လောကဝတ်စကားကို ပြော၍နှလုံးဖြင့်ချောင်းမြောင်းတတ်ကြ၏ထို့သို့သောအပြစ်တို့ကိုငါမစစ်ကြောပဲနေရမည်လောထို့သို့သောအမျိုးကိုတံပေး၍ငါစိတ်ချင်းရဲမပြေပဲနေရမည်လော ဟုထာဝရဘုရားမိန့်တော်မူ၏ တောင်များလွင်ပြင်များတို့အတွက်ငါသည်ငိုကြွေးညီတန်းခြင်းကိုပြုရမည်ထိုအရက်တို့၌မီးလောင်သောကြောင့်လူသည်မလျှောက်မသွားရသူနွားမြည်တံကိုမကြားရမိုးကောင်းကင်ငှက်နှင့်သားရဲတို့သည်ထွက်ပြေးရကြပြီငါသည်ယေရုရှလင်မြို့ကို အမိုက်ပုံညေခွေးနေရာတွင် ဖြစ်စီမည်ယူဒာမြို့ရွာတို့ကိုလည်းလူစိတ်ညံရအရက်ဖြစ်စီမည် ဤအမှုကိုနားလည်နိုင်သောပညာရှိကအဘယ်သူနီထာဝရဘုရားဤနှုတ်တော်ထွက်ကိုခံ၍ဤအမှုဤအကြောင်းကိုပြောနိုင်သောသူကအဘယ်သူနီအဘယ်သူမျှရှောက်၍မတော်နိုင်အောင်တပြည်လုံးတည်တော်ခဲ့သူမိလောင်၍အဘယ်ကြောင့်ပြည့်စည်သည်နီထာဝရဘုရားမိန်တော်မူသည်က သူတို့ဒီငါစကားကိုနားမထောင် သူတို့၌ငါပေးသောတရားကို မကြင်မဆောင်ဘဲစွန့်ပြည့်၍မိမိတို့စိတ်နှလုံးခိုင်မာခြင်းတို့၎င်းမိယိုးဖလာအတိုင်းဘာလဖျားနောက်တို့၎င်းလိုက်ကြသောကြောင့်ဣတရီလအမျိုးဤဖျားသခင်ကောင်းကင်ဘုရားအရှင်သာဝရဖျားမိတ်တော်မူသည်ကသူတို့ကိုဒေါနနှင့်ငါကြွေးမိစေးခါနှင့်ရောသောရေကိုတိုက်မိသူတို့မသိ ပိုးပြီးမတိဘူးသောလူမျိုးတို့တွင် အရက်ရက်၌ကွဲပြားစေမီရှင်းရှင်းမဖြက်စည်းမီတိုင်အောင်သူတို့နောက်သို့ဓာဘေးကိုဆေလွတ်မီကောင်းငင်ပူချေအရှင်သာဝရဖျားမိန်တော်မူသည်ကစင်ချင်ကြလော့ငိုချင်းတယ်မတို့ကိုခော်၍လာကြစီလိမ္မာသောမိမတို့ရှိရာသို့ဆေလွတ်၍လာကြစီငါတို့သည် မျက်ရည်ကျ၍မျက်ခန်းတွေက တွေ့တွေ့စီးထွက်စီခြင်းငါထိုမိမတို့သည်အလျင်အမြန်ပြု၍ငါတို့အတွက်ငိုကြွေးခြင်းကိုပြုကြစေနားထောင်ကြဇီအုံမျိုး၌ကြားရသောငိုကြွေးသံဟူမူကားငါတို့သည်အပေမျှလောက်လူယူဖြက်စီခြင်းကို ခံရသည်တကားသူတစ်ပါးတို့သည်ငါတို့နေရာများကိုဖြိုချသောကြောင့်ငါတို့သည် ကိုပြီကိုစွန့်၍အလွန်မိမောတွေ့ဝေကြသည်တကား ိုးမိမတို့သာဝရဖျားဤနှုတ်ကပတ်တော်ကိုနားထောင်၍နှုတ်တော်ထွက်ကိုနာယူကြလော့သင်တို့ဤတမီးတို့အားငိုကြွေးခြင်းကိုလည်းကောင်းအတိအတိအပေါင်းအဖော်တို့အားမြည်တမ်းခြင်းကိုလည်းကောင်းတွင်တင်ကြလော့သေမင်းသည် ငါတို့ပတင်းပေါက်သူတက်၍ငါတို့ဘုံဗိမာန်သည်သို့ဝင်သည်ဖြင့်သူငယ်များကိုလမ်းမှပယ်ရှင်း၍လူပြိုများကိုပွဲတပင်သည်ကဖျက်ဆီးလေပြီ။ထာဝရဘုရားမိန်တော်မူသည်ကလူသေးကောင်တို့သည်လဲပြင်း၌နောက်ချေးကဲ့သို့၎င်းသိမ့်သူမရှိရိတ်တော်သူနောက်မှာကြံရစ်တော်ကောက်လိုင်းကဲ့သို့၎င်းကြနေကြလိမ့်မည်ဟုကြားပြောလို့ထာဝရဘုရားမိန်တော်မူသည်က ပညာရှိသောသူသည်မိမိပညာ၌မဝါကြွားစေနှင့်ခွားကြီးသောသူသည်မိမိခွားအား၌မဝါကြွားစေနှင့်ဥစ္စာရတတ်သောသူသည်မိမိဥစ္စာ၌မဝါကြွားစေနှင့် ဝါကြွားတော်သူမိသည်ကငါသည်မြေကြီးပေါ်မှာချစ်တနာခြင်းတရားသဖြင့်စီရင်ခြင်းဖြောင့်မတ်ခြင်းကိုပြုတော်ထာဝရဘုရားဖြစ်ကြောင်းဒီဟုသောငါတဘောကိုသိနာလေခြင်း၌သာဝါကြွားစီငါသည် ထိုအရာတို့၌မွေလျော်သည်ဟုထာဝရဘုရားမိန့်တော်မူ၏ထာဝရဘုရားမိန့်တော်မူသည်ကအရေးပြားလှီးခြင်းကိုခံတော်သူ အရေးပြားလှီးခြင်းကို မခံတော်သူ ဧကုတုလူယုဒလူအေဒုံလူ အာမုံအမျိုးသားမောဘအမျိုးသားပါမုံကို ရိတ်တက်သောလူမျိုးတော၌နေသော သူအပေါင်းတို့ကိုငါဆုံးမရသော အချိန်ကာလ ရောက်လိမ့်မည်။တပါအမျိုးသားအပေါင်းတို့သည်အေးပြားလှီးခြင်းကို မခံသောသူဖြစ်ကြ၏။ဣဒရီလာအမျိုးသားအပေါင်းတို့သည်လည်းစိတ်နှလုံးအားဖြင့်အေးပြားလှီးခြင်းကိုမခံသောသူဖြစ်ကြ၏။အာမင်။ God bless you.